ဘောဖော်များအလုံးမင်္ဂလာပါကလောက်ခွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါအကူလေးတင်ပွဲပြီးသွားတဲ့ဆလာလန်နဲ့အာဆင်နယ်တို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးကိုလုပ်ပြီးတော့မှဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပါတယ်ညီကိုရင်းနဲ့ like and subscribe လုပ်ပြီးကုန်ကြီးပေးသွားလို့ရပါတယ်โอเคဆိုလို့ကျွန်တော်ဗီဒီယိုလေးကိုစာကြအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်နေနဲ့တော့ကျွန်တော်တို့အခုခေတ်မှာတွားရရှင်ပြိုင်တဲ့ပွဲမှာတော့ကျွန်တော်တေးရလက်ကိုပုံဖော် ွားတယ်လို့ပြောလို့ရတယ်ဒီပွဲဆိုတော့တော်တော်လေးမှာအဆင်နဲ့အတွက်ခက်ခဲတဲ့ပွဲတွေလို့တော့ကျွန်တော်မြင်တယ်ဘာလို့ကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပထမပိုင်းမှာတည်းကအဆင်နဲ့ရတယ်ဂူပေါက်ချင်းချောင်းမှုကျွန်တော်တစ်ချိန်လောက်ပဲရှိပြီးတော့အဲကျန်တဲ့လုံးနေဆိုလို့ရှိရင်တို့ဥမာအဲကွင်းနယ်နဲ့ပြိုင်တော့အာဘောလုံးပေးပို့မှုတွေနဲ့နေကျွန်တော်မြင်ရဆိုအချိန်ကုန်သွားတယ်လို့တော့ပြောလို့ရတယ်ဒီကြားထဲမှာမှာမထင်မှတ်ထားတဲ့အခြေအနေတွေဖြစ်သွားတယ်လို့ပြောလို့ရတယ်တုတ်တွေကျွန်တော်တို့ ပထမအုပ်ဆုံးဆန္ဒနဲ့မကရသွားတဲ့ခိုးအဲ့ဒီခိုးဆိုလို့စိတ်မင်းဗျာချိန်မှတ်မထားတဲ့ခိုက်တန်းအနေနဲ့ရသွားတာလို့ပြောလို့ရတယ်ဟုတ်ကဲ sorry တော့ကိုညီမဒီကောင်ရိုက်တော့ ਨੇ ကျွန်တော်ပြည်နယ်မောဖြစ်သွားတဲ့အချိန်မှာအဲ့ဒီအလုံးကျွန်တော်တို့ရှာကားနေပြီးတော့ကန်တင်နေကန်ဝန်တင်သွားတဲ့အချိန်မှာလည်းကျွန်တော်တို့ဟိုအာ ကျွန်တော်တို့ဒီစနားနဲ့ကစားသမားတွေကနေပြီးတော့ကျွန်တော်ကောင်းတိုင်းမျိုးလောက်လောက်ပြီးတော့အဲနဲ့ကျွန်တော်တို့အဆင်နဲ့ကစားသမားပြည့်တဲ့ကော်ဘီနဲ့ခေါင်းရှင်တိုက်တဲ့အချိန်မှာခင်ရောက်ဆုံးကဘောလုံးကိုလုတ်ပြီးတော့ပြန်ကျသွားတဲ့အချိန်မှာတစ်ဖက်ကကျွန်တော်စနားလမ်းရဲ့ကျွန်တော်အဲတော့ညတောင်မှကစားသမားလမ်းမသိကိုယ့်လက်ကစားသမားအဲလုံးဝနေသူချပစ်လိုက်တဲ့လုံးကိုကျွန်တော်ဘယ်လာနေတော့အဆုံးတက်ပြီးတော့ကျွန်တော်တို့စိုးစိုးသိပြီးပြကျွန်တော်36မိနစ်မှာပဲသူတို့ကျွန်တော်ဥဆောင်ဖို့တွေပါတယ်စနားလမ်းဘက်ကရတယ် ပရမမိုက်တစ်ဖိုင်းလုံးမှာဆိုလို့ရှိရင်အာဆင်နယ်ဘက်ကနေတော့ကျွန်တော်တို့ခိုးပေါက်ချင်းချောင်းနိုင်တာတိတ်ပြီးတော့မရှိပဲနဲ့တပွန်ပရမမိုက်တစ်ဖိုင်းလုံးမှာဆိုဘောလုံးတော့ကင်ထားပြီးတော့ထိရောက်တဲ့ကျွန်တော်တို့ချင်းချောင်းမှုတွေမရှိခဲ့ဘူးလို့ပြောလို့ရတယ်ဒီအတွက်ကြောင့်အာဆင်နယ်နေနဲ့ပရမမိုက်မှလည်းတော်တော်လေးမှအဲရုန်းကန်ရတယ်လို့ကျွန်တော်မြင်ရဆိုပြောလို့ရတယ်ဒါနဲ့ကြားထဲမှာကျွန်တော်တို့ရှင်ပြန်ထားတဲ့ဟိုပွဲချက်အဲချန်ပီယံလိပွဲတွေကြောင့်လည်းကစားသမားတွေနေနဲ့ပွဲပွဲနဲ့ဒဏ်လေးတွေလည်းကျွန်တော်နေနဲ့ဒီပွဲမှာကြုံတွေ့နေရတယ်လို့တော့မြင်တယ် ဟိုဒီဘိုင်းတိုင်းနိုင်ရမနပထမပိုင်းဒီဘိုင်းလုံးတိုင်းနိုင်ရဆိုကျွန်တော်ဆာဗာတို့လည်းအဲ့လိုထိတိုက်ပြီးတော့လုံးဝဖြစ်တော့မေတို့အဲမေနိုနေနဲ့လေကျွန်တော်တို့တစ်ဖက်ဖက်ဆန်းဆန်းလေးအဲနောက်တန်းကစားသမားတွေကျွန်တော်ဖြတ်တော့မှုချမ်းမှုတွေကြောင့်သူ့အနေနဲ့ဟောကောင်းတိုင်းရရဲ့ထိတာတို့ဘာတို့အဲ့လိုမျိုးတွေမျိုးတွေတော်တော်လေးမှကြောင်တွေ့ရတယ်။ကျွန်တော်ပွဲတစ်ခုမှပြောခဲ့လို့ပဲဆန်းဆန်းလေးနေနဲ့ကတော့ရှင်းပါတယ်။သူ့အနေနဲ့အာဆင်နယ်ကိုရှင်းတော့မဖိုက်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ပါနောက်တန်းတော်တော်လေးလုံကစားခဲ့ပါတော့ဒီကျွန်တော်တို့ ဘယ်လိုဖြစ်လဲဆိုတော့5 4 1အဲ့လိုမျိုးမဟုတ်ဘူးနဲ့5 5လောက်အဲ့လိုမျိုးမှာနှစ်ထပ်လောက်ကိုပိတ်ပြီးတော့အစနေတိုက်စစ်ဖျားပိတ်မှုတို့အနေနဲ့တော်တော်လေးမှကျဉ်းချခံပြီးတော့ဆော့သွားတယ်လို့တော့ကျွန်တော်မြင်တယ်အဲပရမိုင်းဒီပိုင်းလုံးမှာဆိုလို့စရင်တော့ကျွန်တော်ဒီဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့စရင်အင်ကွင်းဖြစ်တဲ့ဆန္ဒလမ်းဆန္ဒလမ်းကကျွန်တော်တို့အဲဂိုးဘောက်ကန်တွင်းမှုတစ်ချိန်ပဲရှိတော့တို့လည်းတကူရပြီးတော့အစနေနေတော့ဂိုးဘောက်ကန်တွင်းနေတစ်ချိန်ရှိပြီးတော့ကျွန်တော်တို့ထိရောက်တဲ့ ်တော့ချင်းချောင်းမှုပဲဖြစ်ဖြစ်နဲ့သူတို့နဲ့ခုမရရှိဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့လည်းအစနေနဲ့ဒုတိယပိုင်းပြန်လဲဆက်စားပြီးမှတိတ်ပြီးမချခင်မှာပဲသူတို့အနေနဲ့အသွင်းမှုတွေပြန်လဲရှာဖွေတွေ့ရှိတယ်လို့တော့ပြောလို့ရတယ်။ဒီလုံးကလည်းတော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့အလုံးဖြစ်တယ်လေလို့တော့ကျွန်တော်အနေနဲ့ဆက်ကပထမဆုံးတွင်းလာတဲ့လုံးအလုံးဝဆိုလို့ရှိရင်ကျွန်တော်ဒီဂရမ်လိုက်ကိုကျွန်တော်တို့အဲချီချူရမယ်လို့ပြောတယ်တော်ခါဆန်းလန်းကစားသမားရဲ့ကျွန်တော်တို့အဲလူမပေးဘဲသူ့ကိုယ်သူဆရာသမားကြီးလောက်ပြီးတော့ ကျုံသူကြော်ချင်းနေကြော်ချင်းနေအချိန်မှာတော့ဒီကမ္ဘိုင်းနေနဲ့အကောင်းဆုံးဖြတ်တာပြီးတော့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်သူနဲ့အစီနဲ့တွေ့တယ်အစီကနေမှတစ်စင်းကျွန်တော်တို့အဲဒီဘက်ကမိန်နိုချပြီးတယ်မိန်နိုကနေမှစာကားပြလိုက်တဲ့လုံတော့စာကားတော့ကျွန်တော်တို့အမိုင်းမရှိကျွန်တော်တို့သူတို့အနေနဲ့ချေပါကိုပြန်လဲတွင်းနိုင်တယ်လို့ပြောလို့ရတယ်အဲဒုတိယပိုင်းစလာပြန်ရင်းတို့စတာနဲ့အာဆင်နယ်ကတော်တော်လေးကပထမပိုင်းနဲ့တော်တော်လေးမသိတာပြည့်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အထူးသဖြင့်သူတို့ရဲ့တိုက်စစ်ကတော်တော်လေးမှကျွန်တော်တို့ ူမူကောင်းမွန်လာတယ်လို့မြင်တယ်။ကိုင်းလင်လည်းထူးနေလည်းကောင်းပဲ။တစ်ခါကဆန္ဒလည်းနောက်တန်းတွေကိုဖြုတ်ခွင်းတဲ့နေရာမှာသူတို့ကိုင်းလင်ကလည်းကျွန်တော်အဓိကကြားခဲ့တယ်လို့တော့ပြောလို့ရတယ်။နောက်တန်းကစားသမားတော်တော်များတို့နောက်တန်းကလန်းသားတွေကြည့်မယ်ဆိုလို့ရှင်ဘာဘီယာတို့ပြီးလို့ရှင်ဆလီဘာတို့ဆိုလို့ရှင်လည်းကျွန်တော်တို့ကွင်းတဝက်ကျော်တဲ့အထီးကိုတက်ပြီးတော့ကျွန်တော်တို့ဖိအားပေးတဲ့ပုံစံမျိုးတွေကိုမြင်တွေ့ရပြီးတော့တို့အနေနဲ့ကွင်းလင်ရောတိုက်စစ်ကောနောက်တန်းရောတော်တော်လေးဥမာဒီနေ့ဘက်မှာဒုတိယဘက်မှာပြန်ပြီးတော့အလုံးလုံးလာတယ်လို့တော့မြင်တယ် ဒီအတွက်ကြောင့်မဲ့တို့အနေနဲ့အာနောက်တကူကိုတိတ်ပြီးတော့မကြာခင်မှာပဲထပ်ပြီးတော့ရတယ်လို့တော့မြင်တယ်ကျွန်တော်84မိနစ်မှာရတဲ့အဲဆော့ဆော့ရတဲ့ကိုအဲ့လုံးဆိုလို့ရှိရင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့မြင်တယ်သူ့အနေနဲ့ကျွန်တော်ကတော့တော်တော်လေးအံဝေးတယ်ဗျာကိုအေဒီယာထည့်ရဲ့အဲ့မှာမှကျွန်တော်မနေတော့ဝေးတယ်အဲ့လိုကျွန်တော်အချိန်မှထင်သွားတော့တစ်ဖက်ကကျွန်တော်စာကာတော့ရှိတယ်တစ်ဖက်မှသူ့ရဲ့အဲဘယ်ဘက်မှကျတော့အာ colorful feel တွေရှိတယ် တော့အဲလူပေးမလို့လို့ပေါ့နဲဆရာသမားရောက်ကန်ကြတော့ကြည့်နေပြင်ပြီးဟာကိုဟာဘလူးကြီးကိုဟာတာတော့အဲ့အချိန်မှာတော်တော်လေးတော့ကောင်းမွန်တဲ့တည်တက်လာပါနဲ့သူတို့အနေနဲ့ဥဆောင်ဖို့တွေပါရတယ်အဲနှစ်ပင်းလုံးကတော့ဒုတိယပိုင်းမှာတော်တော်လေးမှကစားကစားတာကျန်းတယ်လို့တော့ပြောလို့ရတယ်အဖြတ်တော်မှုတွေပါတယ်ရောဘလူးဆိုင်တစ်ဖက်ကအဲစနလစနလကျွန်တော်ကြောနာမဲ့ခွန်ကစားသမားတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေဒီနေ့တွေ့ကျွန်တော်တွေ့ရတယ် တို့တို့တပတ်ကကျွန်တော်ဟိုနောက်တန်းကစားသမားဖြစ်တဲ့ gravier တို့ဘာလို့ဆိုလို့ရှိရင်သူ့ကိုတော်တော်လေးမှထိထိရင်းရင်းရတဲ့ပုံစံမျိုးတွေမြင်တွေ့ရပြီးတော့ကျွန်တော်နောက်ဆုံးမှကြတော့မှအင်းဘော်ဘီကနေပြီးတော့ကျွန်တော်တို့အဲ့လုံးမြန်လဲတလူကြီးဝင်သွားမှတော့မှမသိတဲ့အခြေအနေမျိုးကြီးဖြစ်သွားတယ်။ခေါင်းလိုက်ပြန်ပြီးတော့ကြာလာတဲ့အလုံးကြောင့်လက်ပြပေါ်နေခေါင်းလိုက်ပြန်ကြာလာတဲ့အလုံးကိုအင်း gravier နေတော့ခေါင်းတိုက်တယ်။ခေါင်းတိုက်တော့ဆရာသမားကသူကအောက်ကိုစိုက်ပြီးတော့တိုက်လိုက်တဲ့အချိန်မှာ ဟိုကနေတော့ပေါ်ဘောလုံးကနေဖြတ်ကန်လိုက်တဲ့အချိန်မှာသူကတော့ပထမတော့ဒိုင်လင်ကြီးလို့သူတို့နေနေသွားကြတော့စောရကတက်တည်တယ်ပေါ့ခေါင်း6တော့ဆိုပြီးတော့ဒါမှလည်းဟိုကောင်ဟာအရင်ဆုံးဘောလုံးကိုထိပြီးတော့မှသူကအောက်ကနေတော့ခေါင်းယူအောက်ကဝင်သွားရတဲ့အတွက်ကြောင့်အဲ့လုံးရတော့တစ်ဖက်ကကိုသမားဖြစ်တဲ့ဒေးဗစ်ဝိုင်ယာလည်းဘလို့မှမကာကွယ်နိုင်လားလို့တော့ပြောလို့ရတယ်ဒီအတွက်ကြောင့်မတို့65မိနစ်မှာပေးလိုက်ကြတဲ့ချိပါကိုကြောင့်အာဆင်နယ်နေနေတော့နည်းနည်းလေးတော့ကျွန်တော်မြင်ရဆိုနည်းနည်းလေးထိနာသွားတယ်လို့တော့ မြင်နေဒါတော့ကျွန်တော်ねတပွဲလုံးတိုင်းတာရောက်ပထမပိုင်းမှာလည်းတိတ်တော့အလုံးမဖြစ်ခဲ့ဆိုဒုတိယပိုင်းမှာတို့နေဥဆောင်ကိုရခြေပါကိုရရတဲ့ဥဆောင်ကိုရရပြီးမှပြန်ပြီးတော့ပြန်ပေးလိုက်ကြတဲ့အလုံးကလည်းနောက်ဆုံးမိနစ်ကြာမှဆိုတော့တော်တော်လေးမှတို့အနေနဲ့ရင်နာမဲ့အဖြစ်ပြက်လို့တော့မြင်မြင်ရတယ်ဗျာဒီတော့ကြောင့်ပဲအဆင်အနေနဲ့ကလည်းပထမပိုင်းတိုင်းလုံးမှာတော့ကိုဘောက်ကန်သွင်းခြင်းရှိပြီးတော့အထမ်းထိရောက်တဲ့ပုံစံမပြပဲနဲ့ဒုတိယပိုင်းမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေနဲ့ ို့အနိုင်ရလက်တွေပါပြီးပုံဖော်ပြီးသွားတယ်ဒါမှလည်းတစ်ဖက်ကဆန္ဒလမ်းကလည်းတော်တော်လေးမှအာကျွန်တော်တို့အတက်ကင်ကိုပြန်ရင်းတော့လိုက်လာပြီးတော့တို့အနေနဲ့မထူးသက်ကျွန်တော်မြင်ရတော့မထူးသက်ခင်တော့ဒါလည်းတော့မြင်တယ်ပထမပိုင်းပိုင်းတစ်ပိုင်းလုံးမှာကျွန်တော်တို့အနေနဲ့နောက်တောင်းကိုပိတ်ဆော့ပြီးတော့ဒုတိယပိုင်းမှာအာဆင်နယ်ရဲ့ကျွန်တော်တို့ခြေပါကိုးတွေဥဆောင်ကိုးတွေပြေးပြေးလိုက်တဲ့အချိန်မှာတို့အနေနဲ့မထူးသက်ခင်တယ်လို့တော့ကျွန်တော်တို့မြင်တယ်ဘာလို့ကြောင့်လဲအဲ့ချိန်ပြီးတော့မှတို့အဲဆော့ဆော့တွင်ပြီးတော့ဒုတိယကိုပြီးတော့မှတို့တောက်လျှောက်ကို အာဆင်နယ်နောက်တောင်းတောက်လျှောက်သူတိုက်ဆစ်ဆင်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အခုကျွန်တော်ခုနပြောခဲ့လို့ပဲအာဆင်နယ်နင်းနေတဲ့ဒီပွဲတည်ကြရတာတော့တိတ်ပြီးတော့ကျွန်တော်တို့မင်းများဆိုတိတ်ပြီးအဆင်မပြေလောက်လို့တော့မြင်တယ်ဘာတော့ကြောက်လို့ဆိုရင်ကျွန်တော်ရှေ့မှလာမဲ့ဟိုလေပောင်းနဲ့မန်ချက်တာစီးရီးရဲ့ပွဲချက်ကိုသူတို့နည်းအကောင်းဆုံးအခွင့်အရေးမယူနိုင်တော့ဘူးလို့တော့မြင်တယ်တတိယကြောက်မဲ့အာဆင်နယ်နင်းကျွန်တော်26မိနစ်ရထားပြီးတော့တစ်ဖက်တကယ်လို့ဒါမပြေညမှာရှင်ပြန်ရမယ့် မန်ချက်စတာစီးနဲ့လီဗာပူးနဲ့ပွဲမှာမန်ချက်စတာစီးနဲ့ကနိုင်တော့မယ်ဆိုလို့ဆိုရင်တော့လေးမှတ်ပဲကွာတော့မယ်အခြေအနေမျိုးတွေကျွန်တော်ထပ်ပြီးတော့ဖြစ်လာတဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဒီနေ့ပွဲမှာအမှန်မှန်ဖျက်လိုက်နိုင်တာကျွန်တော်တို့ကတော့တိတ်ပြီးတော့အဆင်မပြေဘူးလို့တော့မြင်တယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်ဆန္ဒလန့်လဲတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်ခြေစွမ်းတွေတွေ့ရတယ်သူတို့သူတို့ရဲ့နောက်ရသွင်းကိုတွေဆိုလို့ရှိရင် တော်တော်လေးကောင်းမွန်ပြီးတော့ကစားသမားတွေစိတ်တဲ့ဘက်မှာဆိုရင်လည်းအဲတော်တော်လေးမှဒီနေ့ပွဲမှာကောင်းမွန်တယ်လို့ပုံစံလို့မြင်တယ်တစ်ဖက်ကအာဆင်နယ်အနေနဲ့လည်းကျွန်တော် ပွဲပန်းတဲ့ဓာတ်လေးတွေကိုအနည်းငယ်ခံနေရတယ်လို့အမြင်နဲ့ပါလို့ကြောင့်လို့ဆိုရင်ပထမပိုင်းမှာကျွန်တော်တို့ကြီးလိုက်မယ်ဆိုလို့ဆိုရင်ပို့ပြီးတော့တိတာပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာအာဆင်နယ်အနေနဲ့ပြန်လာဖို့ကြိုးစားတယ်။ဒါပေမဲ့လည်းအကောင်းဆုံးသူတို့အနေနဲ့အကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်အဲခြေပါကိုတွေနိုင်ကိုတွေတွင်းနဲ့တွင်းယူပြီးတော့မှအဲအချိန်ကုန်မိနစ်ကြာမှပေးလိုက်တဲ့ခြေပါကိုကျွန်တော်တော်တော်လေးမှနင့်လာသွားတယ်လို့တော့ပြောလို့ရတယ်။ညီကိုတွေနဲ့ရောညချင်ပြန်သွားတဲ့နေ့ဆန္ဒနဲ့အာဆင်နယ်တို့ရဲ့ပွဲကိုဘယ်လိုမြင်ကြလဲ။ပြောင်းစွနေမချက်ပြတော်လို့ရပါတယ်။ လည်းချစ်ချစ်ပြီးတဲ့မျိုးကိုတယောက်ချင်းနေတာကိုကျေးဇူးများတဲ့ပါကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံပေးကြတော့ဗျာ